အခုပြပြပေးမယ်အကြောင်းအရာလေးကတော့နေ့စဉ်စားသုံးနေတဲ့ငကမောက်သီးနဲ့ပတ်သက်တဲ့ကျမရေဘုသူတာလေးကိုပြပြပေးမှာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းအစာများလာတဲ့ငကမောက်သီးရဲ့အကောင်းဆုံးလေးတွေကိုဒီဗီဒီယိုလေးမှာပြပြပေးပါမယ်။နံပါတ်1ဝိတ်လျှော့တဲ့နေရာမှာအသုံးဝင်ခြင်း ရကမောက်သီးအနေတော့အစိတ်90လောက်စားမှာကယ်လိုရီ60ပဲရှိတဲ့အတွက်ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာအသုံးဝင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။အမြင့်တက်ကြွယ်ဝလို့သွေးရင်းကိုလက်စထရောပမာဏကိုလည်းလျှော့ချပေးပါတယ်။နောက်တစ်ခုကကန်ဆာယောဂါကာကွယ်ပေးခြင်းဒဂမောက်တီမှာဓာတုဆန့်ကျင်တတိရှိတဲ့ဗီတာမင်စီပါဝင်တဲ့အတွက်ကိုယ်ခံအားစနစ်ကိုလည်းမြင့်တင်ပေးပြီးကန်ဆာရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နောက်တစ်ခုကအာယုံကြောအကောင်းစေတာ ကမောင်သီးမှာဗီတာမင် B ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်အာရုံကြောစနစ်ကိုအားကောင်းစေပါတယ်။အမြင်အာရုံကောင်းမွန်ခြင်း၊နကမောင်သီးမှာသဘာဝအပင်ရောင်ချက်ပစ္စည်းတစ်မျိုးပါဝင်တဲ့အတွက်အမြင်အာရုံကိုအားကောင်းစေတဲ့အပြင်ယောဂပူမောရီရန်ကနေလည်းကာကွယ်ပေးပါတယ်။နောက်တစ်ခုအရိုးနဲ့သွားများကိုကျန်းမာစေခြင်း၊ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့အတွက်အရိုးနဲ့သွားများကိုကျန်းမာချခိုင်စေပါတယ်။နှလုံးရောဂါအတွက်အထောက်အကူပြုခြင်း၊ဒကမောက်သီးမှာအမြင့်တက်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်တဲ့အတွက်သွေးလည်ပတ်မှုကိုအားကောင်းစေပြီး နှလုံးသွေးကြောတွေမှာသွေးခဲပိတ်ဆို့ခြင်းမျိုးမဖြစ်အောင်ကာဝယ်ပေးပါတယ်။နောက်ဆုံးတစ်ခုကတော့ဝမ်းမန်စီတာပဲဖြစ်ပါတယ်။အမြင့်တက်ကျွဲဝါးတဲ့အတွက်အစာချေရလွယ်ကူစေပြီးဝမ်းမန်စီပါတယ်။ဒါပေမဲ့တစ်ခုသတိထားရမှာကကျန်းမာရေးအတွက်ကောင်းနေဆိုပေမဲ့အလွန်အကျွံစားမိရင်တော့ဘယ်အစားစာမဆိုဆိုးကျိုးပေးနိုင်ပါရဲ့နော်။ဒါကတော့ငကမောင်တိရဲ့ကောင်းကျိုးလေးတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။